ေးစားရပါတော့ကျွန်တော်တရားရှိကိုအားပေးကြတဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ15ရက်ဆယ်လ2025မနက်ပိုင်း7:00နာရီတမိနစ်အတွက်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများကြာရင်လေ ိုးလို့ရအောင်ကျွန်တော်မြင်သား တွေ့သားတဲ့စိုက်ကလေးတွေကိုကျွန်တော်ပြပေးပါမယ်စိုက်ကလေးတွေဆိုပေမဲ့စိုက်နှစ်စိုက်ပဲပေါ့နော်လွဲခဲ့ရင်လေလွဲခဲ့ရင်လေကျွန်တော်ချစ်မိစုများရှုံနေအောင်ပေါ့နော်။မှန်ခဲ့ရင်လေကျွန်တော်ချစ်မိတ်ဆွေများ ်မြန်မြန်ရအောင်လို့ကျွန်တော်15ရက်ဆယ်လ2025နှစ်ပိုင်း7 nights တမီနစ်အတွက်နှစ်ကွက်ထဲပဲကျွန်တော်တင်ပေးသွားမယ်အခုဒီ cycle ရတော့ကျွန်တော် sentence ဆွဲပြီးရ cycle ဖြစ်ပါတယ်နော်ဒီ sentence ဆွဲပြီးရ cycle ရကျတော့သူကဘယ်လိုလဲဆိုလို့ရှိရင်စင်းရောင်လေးကိုကြည့်မယ်ပေါ့နော်စင်းရောင်လေးက 6နဲ့3ညနဲ့ပေါင်းရင်6နော်4000กว่าတကယ်ဟုတ် sorry အစင်းရောက်မှာဆိုရင်အစင်းရောက်အဝိုင်းကအဝိုင်းနဝိုင်းရှိရပေါ့နော်အဲ့ဒီတိုင်မှာ6နဲ့3ညနဲ့ရှိရ6နဲ့3ညနဲ့ပေါင်းရင်6ပေါ့နော်ပြီးရင်အစင်းရောက်4000กว่าအစင်းရောက်4000กว่าထဲမှာကျတော့4နဲ့8နဲ့4နဲ့8နဲ့ပေါင်းရင်7ဆိုတော့2 6နှစ်အဲ့ဒီ6နှစ်ဆိုတဲ့ကဏ္ဍအောက်မှာ6နှစ်ဆိုပြီးတော့ ထွက်တာပါတယ်ကျွန်တော်စင်ရောင်လေးနဲ့ဝိုင်းပြထားတယ်ပေါ့နော်ထွက်တဲ့ကဏ္ဍလေးပြီးဒုတိယကျတော့ပန်းရောင်လေးနော်ပန်းရောင်အဝိုင်းအထဲမှာဆိုလို့ရှိရင်ကိုးနှလုံးရှိတယ်အဲ့ဒီကိုးနှလုံးပေါင်းခြင်းဒီ shit ဆက်ရှစ်ဆိုတော့ shit ပေါ့နော်ပြီးတော့အပန်းရောင်4000ကွက်ပန်းရောင်4000ကွက်ထဲမှာဆိုလို့ရှိရင်9နဲ့3ညနဲ့ရှိတယ်9 3ညပေါင်းလိုက်လို့ရှိရင်9ပေါ့နော်အဲ့တော့ကိုးနှလုံးပေါင်းခြင်းက shit 9 3ညပေါင်းခြင်းက9 shit 9 အဲ့ဒီရှင်ငါးဆိုတဲ့ကနန်းအောက်မှာငါးရှစ်ဆိုပြီးတော့ထွက်ထားပါတယ်ကျွန်တော်အပိုင်အောင်လေးနဲ့ဝိုင်းပြထားပါတယ်ဒါပိုင်အောင်ကဒုတိယပင်ဒုတိယပင်ထိပါနော်တတိယပင်တော့ကျွန်တော်အပြည့်အောင်လေးနဲ့ပြထားပါတယ်အပြည့်အောင်ဝိုင်းထဲမှာဆိုလို့ရှိရင်ကျွန်တော်ငါးနှလုံးရှိမယ်ငါးနှလုံးပေါင်းရင်းဒီ10 10ဆိုတော့3ညနော်ပြီးရင်အပြည့်အောင်4000ကွက်ထဲမှာဆိုလို့ရှိရင်3နဲ့2 သုံးတဲ့နှစ်နဲ့ပေါင်းခြင်းဒီငါအဲ့တော့ငါနှလုံးပေါင်းခြင်းကသုံးညသုံးတဲ့နှစ်နဲ့ပေါင်းခြင်းငါအဲ့ဒီသုံးညငါဆိုရယ်ကနာရောစိမ့်နဲ့အပိုင်းအောင်လေးလိုပဲသုံးမင်းဆက်ပေးမယ်ဆိုလို့ရှိရင်ဒီနေ့မနက်ပိုင်းမှာသုံးညငါမဟုတ်ရင်ငါသုံးညပေါ့ဗျာနော်ဘက်တာရီကကြတော့အစင်းနဲ့ဆွဲပြီး cycle ဖြစ်ပါတယ်ဒီဒီ cycle ကိုလည်းကျွန်တော်ချက်မိတ်ဆွေများကြိုက်နှစ်တက်တဲ့ဆိုမှာ ိုကြည်ပါကန်ဆန်းကြည်ပါเนาะမကြိုက်ရင်မထိုးပါနဲ့เนาะပြီးနောက်ထပ် cycle တစ်စိုက်ကျွန်တော်ဆွဲပြပေးမယ်ဒီ cycle ကတော့ရိုးရိုးရှင်းရှင်းလေးပါပဲเนาะကျွန်တော်အဲ့ခုနကပြောလို့လို့ပေါ့เนาะလွဲခဲ့ရင်လည်းအရှုံနေအောင်ပေါ့เนาะမှန်ခဲ့ရင်လည်းအများများရအောင်ကျွန်တော်နှစ်ကွက်တင်ပေးမယ်เนาะခုနကတစ်ကွက်ပေါ့เนาะခုနကတစ်ကွက်အခုဒါလေးကတစ်ကွက်ပေါ့ ဒါလေးကဘလို့လဲဆိုလို့ရှိရင်ရိုးရိုးရှင်းလေးပါပဲ။မအစင်းအောင်လေးပေါ့နော်။ဒီအစင်းအောင်ဝိုင်းလေးထဲမှာနှစ်နဲ့ကိုနဲ့ရှိပါလေ။ဒီအစင်းအောင်ထဲမှာရှိတဲ့နှစ်နဲ့ကိုနဲ့သူ့ရဲ့တပင်ကြော်မှာနော်။နှစ်ကိုဆိုပြီးတော့ပြန်ထွက်တာပါလေ။ပြောရရင်တော့ကျွန်တော်အစင်းအောင်ဝိုင်းနဲ့ဒီအစင်းအောင်၄တောင်ကွနဲ့ ငါးငါးဆိုပြီးတော့ကြော်ထားတယ်ပေါ့ငါးငါးဆိုတဲ့ကဏ္ဍကိုကြော်ထားတယ်ပေါ့နော်ဒါကျွန်တော်မိတ်ဆွေများနားလဲနားလဲအောင်ပေါ့နော်ပြောပြပေးတာပေါ့နော်စင်အောင်ဝမ်းနဲ့နှစ်ကိုအောက်မှာနှစ်ကိုဆိုပြီးတော့ပြတ်ထွက်တာလေတပင်ကြော်မှာပေါ့နော်နောက်ထပ်ဒီမှာပန်းရောင်ဝမ်းလေးနော်ဒီပန်းရောင်ဝမ်းလေးထဲမှာဆိုလို့ရှိရင် 9နဲ့4နဲ့ရှိပါတယ်9နဲ့4နဲ့အဲ့ဒီ9နဲ့4နဲ့ကလည်းအောက်မှာ9 8ကိုကျော်ပြီးတော့မှဒီမှာ4 5ဆိုပြီးတော့ပြန်ထွက်ပါတယ်4ငါဆိုပြီးတော့ပြန်ထွက်တာပါတယ်ဒါလေးကတော့ဒုတိယပင်ပေါ့နော်တတိယပင်တတိယပင်ကဒီမှာတရားအဝိုင်းလေးဖြစ်ပါတယ် ပြည်ရောင်ဝိုင်းလေးထဲမှာဆိုလို့ရှိရင်9နဲ့10နဲ့ရှိပါတယ်နော်9နဲ့10နဲ့အဲ့ဒီ9 10ဆိုတဲ့ကဏ္ဍကော နှစ်3ကိုကျော်ပြီးတော့မှဒီနေ့မနက်ပိုင်းမှာဒီနေ့မနက်ပိုင်း7:00နာရီတမိနစ်မှာ15တော့မဟုတ်9 10ဆိုပြီးတော့ချပေးမလားဗျနော် ရှင်းငါတော့မဟုတ်ငါရှစ်ဆိုပြီးတော့သုံးမင်ကူလေးချပေးမလားပေါ့နော်ဒီ site လေးကလေရိုးရိုးရှင်းရှင်းလေးပါပဲငါရှစ်အားပေါ့နော် Okay ပါ15ရက်16လ2025မနက်ပိုင်း7:00နာရီ10မိနစ်အတွက်ကျွန်တော်ရှေ့မှာ ပြထားတဲ့ site ကလေးနဲ့ဒီ site ကလေးနဲ့စုစုပေါင်း နှစ်ကွက်ထဲပဲကျွန်တော်တင်ပေးလိုက်ပါမယ်။နော်။မိုင်ခဲ့ရင်လည်းကျွန်တော်မိတ်ဆွေများအမြင်များရစီခြင်းနဲ့ပေါ့နော်။လွဲခဲ့ရင်လည်းထိုးကြီးတက်တာလာပေါ့နော်။နှစ်ကွက်ထဲဆိုတော့ကဲပါ59ဆက်လာ2025မနက်ပိုင်း7:00နာရီတမိနစ်အတွက်စိုက်ကလေးရတော့ဒီလောက်ပါပဲเนาะဒီနှစ်ကွက်ပါပဲ နော်ချမေဆွေအားလုံးစိုက်နှစ်တက်တယ်ဆိုလို့ရှိရင်နော်မိမိကိုယ်တိုင်စိုက်နှစ်တက်တယ်ဆိုလို့ရှိရင်ထိုးကြည့်ပါကန်ဆန်းကြည့်ပါမကြိုက်ရင်တော့ထိုးစရာလည်းမလိုပါဘူးကန်ဆန်းစရာလည်းမလိုပါဘူးနော်ကိုတိုင်မှကိုထိုးပါကျွန်တော်ကတော့ကျွန်တော်မြင်ထားတွေ့ထားတာလေးကိုချပြပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ချမေဆွေအားလုံးကျမ်းမှာချမ်းသာကြပါစေဒီအန်ဒီရီကိုရှင်းကြပါစေလူအင်စန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့ လူတန်းပေးကမ်းဆွင့်ကျင်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီအစီအစဉ်ဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ဂျေဇုတင်ထိုက်သူအားလုံးကိုလည်းဂျေဇုအထူးတင်ပါတယ်